အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းဆရာပပီယွန်ရေးသားထားတဲ့စည်းကွက်ချောင်းတရားဘော်ကအဝါရောင်ဝဝင်ရုပ်အကျိုးပေးလီအပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပြသွားပါမယ်ရှင်။အေးရနိုးလာတော့ test message တခုတွေ့တယ်။အကိုအေးရနိုးရင်ဖုန်းဆက်ပါတဲ့။ဖုန်းခေါ်လိုက်တော့ချက်ချင်းကင်တယ်။ Hey အကိုစိတ်ပြေလက်ပြောင်းညမလေးစီလာခဲ့ပါလားကွတဲ့။ကျွန်တော်ဘာမှပြန်မဖြေပဲငြိမ်နေမိတယ်။ ဘာလဲအဝေးကြီးမို့ယထာလမတ်ကဈေးကြီးလို့မလာချင်တာမလားတဝက်ခရှင်းပေးမယ်လေတဲ့လာတာလာခဲ့ပါအကိုရညမလေးနန်းချီတုပ်လုပ်ကြွေးမယ်အရက်နဲ့ secret လဲတိုက်မယ်လာမယ်မဟုတ်လားတဲ့အဲ့ဒီနေ့ကတနင်္ဂနွေနေ့ကြီးညနေဆောင်မိုးချုပ်စမှာကျွန်တော်သူ့မျိုးကို ရောက်သွားတာပဲနှင်းမုံတွေရစ်တိုင်းနေတဲ့ဘူရာယုံတေးသေးလေးရဲ့စင်ချံပေါ်မှာကျွန်တော်ကိုစန်တိုမာလေးစောင့်နေခဲ့တယ်တွေ့တွေ့ချင်းအသားလေးအနာကပ်သွားပြီးရှင်ချင်းအပ်ဖက်လိုက်တော့ တတော်စစ်တွေနဲ့ကျွန်တော်ရင်ဘက်ကိုထောက်ပြီးတွန်းထားတယ်။မျက်နာကရှက်ဝဲဝဲရယ်။ဒါပါလို့တာလဲဆိုတဲ့အမှုရာနဲ့အောင်နှခမ်းကိုကြိုက်ထားတယ်။ကျွန်တော်ကတော့မအီမလဲအခြေအနေကိုထိန်းထားတဲ့အနေနဲ့တဟဟအော်ရယ်နေလိုက်တာပါပဲ။သူ့အိမ်ရောက်တော့အတူနေတဲ့တငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတယ်။ပထမနှစ်ကျောင်းသားပါဆိုတော့သူ့တငယ်ချင်းနှစ်ယောက်ကနည်းနည်းအံ့ဩဟန်ပြတယ်။သူတို့ကတက္ကသိုလ်ကဆရာတွေဆိုလား။ကျွန်တော်လည်းဘာမှသိမ့်မတွေးအားပါဘူး။ ရေမိုးချိုးတဲ့ပြီးအင်ရှင်မာလေးပြင်ပေးတဲ့နန်းချီတုပ်ကိုအားရပါရလွေးတယ်။ဟင်္ကာတောက်တယ်။ဝီစကီ၃ဘက်လောက်ကျွဲတဲ့ပြီးအိမ်အပြင်ထွက်စစ်ကရက်ဖွာတယ်။ဆန်တိုမာလေးနဲ့အာလူးဖုတ်တယ်။ခဏနေတော့သူပြင်ပေးတဲ့အိမ်ယာမှာထိုးအိမ်ပြလိုက်တာပါပဲ။နောက်တစ်နေ့မိုးလင်းတော့မနက်စာအတူစားပြီးရနဲ့ညီမလေးလို့ကိုခဏလိုက်ခဲ့မလားတဲ့။သူဘာလို့မှန်းလဲကျွန်တော်အသေးချာမသိပါနဲ့လို့သွားကြတာပေါ့ဆိုပြီးထလိုက်သွားခဲ့တယ်။ ရောက်သွားတဲ့နေရာကတက္ကသိုလ်ဝင်းတစ်ခုဖြစ်နေတယ်။သူကကျောင်းသူမဟုတ်ဘူးလား။ကျောင်းထဲမှာဘာလုပ်လို့တာလဲမသိဘူးဆိုပြီးစဝေစဝါးရယ်။နောက်တော့တိတ်ပန်ဌာနကတက်ခွဲကန်လို့ဆိုင်းမုတ်တက်ထားတဲ့အခန်းထဲသူခဏဝင်သွားတယ်။ကျွန်တော်ဦးတီဦးကျောင်းနဲ့ထိုင်ဆောင်တယ်။ခဏနေတော့ယူနီဖောင်းနဲ့ဆန်တိုမလေးအပြင်ကိုလှစ်ခနဲထွက်လာတယ်။အပြုံးချူချူနဲ့ပြီးခါနေပြီနော်အကိုကြီးခဏလေးဆောင်းပါဦး။ဒါပြီးရင်ညီမလေးတို့မြို့ထဲရှောက်လဲကြမယ်တိလားတဲ့ သူ့ရှင်ဘက်မှာချိတ်ထားတဲ့ရင်တို့ကိုဖြတ်ခနဲလှမ်းကြည့်လိုက်တော့ဒေါက်တာနန်းမေမေကြီးစီနီယာသိပ္ပံပညာရှင်နဲ့တောက်ကျိုးနေဗျာခွေးပိန်တကောင်းဤရန်လိုသောနေ့ရက်များအဲ့ဒီနေ့ကသူ့အလုပ်ကိစ္စပြီးတော့ကျွန်တော်တို့နှစ်ယောက်သားမြို့ရဲဘက်သွားလေကြတယ်တက္ကသိုလ်မြို့လေးပြီးသားစွာရှုပ်ရှုပ်ထွေးထွေးစီစီကားကားမရှိလာပါဘူး မြို့လေကောင်မှာရှမ်းပြည်က9ရက်တစည်းလို့ယာရောရက်သီးနှံနေရောင်းချတဲ့ဈေးလေးရှိတယ်။အဲ့ဒီဈေးလေးတဲ့ဟိုပတ်ဒီပတ်ပေါ်အသီးနှံလေး노ထွက်ပစ္စည်းလေးနည်းနည်းပပတူဝဲတယ်။စတိုးဆိုင်ထဲဝင်ပြီး beer blend အစိမ့်လေးတစ်ကပ်လောက်ဝဲတယ်။ Richmond တစိမ့် cigarette ဘူးအပြာရောင်လေးဝဲပြီး shot အကိုအတွက်ဆိုပြီးကမ်းပေးတယ်။ငွေကြေးချေနေရကျွန်တော်ကစေးစာထုတ်လေးဝဲဖျောင်းဆက်ကူနဲ့လိတ်ပြီးပုချွန်းတောင်းနေရတဲ့ဘဝဖြစ်နေပြီဆိုတော့ ငတ်ကြီးကြပြီးဝမ်းသာအားရယူမိတာပါပဲဈေးဝယ်ခြင်းအမှုပြီးတော့မှကော်ဖီဆိုင်လေးတစ်ခုမှကော်ဖီရေမြုံနှစ်ယောက်သား secret တူတူဖွာလိုက်နဲ့ရောက်တဲ့ရရတွေပြောကြတာပါပဲအဲ့ဒီနေ့ကပုံမှန်အားဖြင့်ပါရှားလွန်တဲ့နေရောင်ကြီးဟာမြို့ကလေးပေါ်မှာဖြာချနေတာရဲ့နေစာလေးလုံရင်ကော်ဖီရေစိမ့်စိမ့်လေးကိုတောင်းရင်စန်တိုမလေးနောင်ခါမှာကျွန်တော်ညီမလေးဒေါ်နန်းမေမေကြီးပေါ့လေသူနဲ့ကျွန်တော်ဟာစာပေတွေရုပ်ရှင်တွေဂီတတွေ အိုးစုံစီနေအောင်လက်ကုံဖွင့်ပြီးတော့ပြောကြတော့တာပေါ့ခမရတို့သိတဲ့အတိုင်းဝါသနာပါတဲ့အရာတွေကသွားတူလိုက်တဲ့အခါမျိုးမယ်လူက break out လို့ကိုမရတော့တာမျိုးမဟုတ်လားတခါတလေကျတော့အမြင်မတူတဲ့စာပေယူစားရမယ်အငင်းခုံလေးတွေထထဖြစ်တာပေါ့ဒါပေမဲ့နှစ်ယောက်သားပြုံးထုံပြုံးလဲတွေဖြစ်နေကြတယ်ကျေနပ်နေကြတယ်ပေါ့တကယ်တမ်းကအနောက်တိုင်းစာပေတွေအကြောင်းပြောတဲ့အခါကျွန်တော်အဆင့်ဟာသူနဲ့မိုးနဲ့မြေလိုကွာခြားလွန်ပါတယ် ဖတ်ပြိုင်ငင်းရလောက်အောင်မစွမ်းသာပါဘူး။ဒါပေမဲ့အပြန်အလှန်အားဖြင့်ဗမာစာပေအကြောင်းပြောကြတဲ့အခါလဲထင်သလောက်သူမပြောနိုင်မြန်ဘူး။ကျွန်တော်ပြောသမျှဗဇက်အဟောင်းသားနဲ့ငိမ့်နေရတာပါပဲ။အဲ့ဒီမှာအလစ်ငိုက်တုံးပြီးကျွန်တော်ဖြတ်ခနဲမေးလိုက်တယ်။မင်းဒီတိုင်းပြည်ကိုဘယ်တော့မှရောက်နေတာလဲလို့ရှစ်နှစ်သမီးလောက်ကလေးကတဲ့။ဒါကြောင့်ကိုလို့ပြောရင်ကျွန်တော်ပြောနေလိုက်တယ်။ဗမာစကားကိုလိမ့်ပတ်လိုက်အောင်ပြောတတ်နေသေးတာဗမာစာအုပ်ဖတ်နိုင်တာကိုပဲကျွန်တော်အံ့ဩနေတာရဲ့ သူ့ဘဝသူ့ဆက်ကြောင်းတွေကျွန်တော်ထပ်ပြီးမဆက်စုနိုင်ပါဘူး။သူဟာကျွန်တော်ထင်တယ်လို့ဒီတိုင်းပြည်မှာခဏတာကြောင်းလာတက်နေတဲ့ဗမာကျောင်းသူမဟုတ်ဘူးဆိုတာ။မူလစာတွေ့ကလေးကသူ့အင်္ဂလိပ်စကားပြောတဲ့လေတံကိုကြားခဲ့လျက်နဲ့မရင်မိခဲ့တာကျွန်တော်ညံ့တာပေါ့။နာမည်ကြီးတက္ကသိုလ်မှာအလုံးလုံးနေတဲ့သိပ္ပံပညာရှင်မကြီးဖြစ်နေတာကိုကျွန်တော်နဲ့စာတွေ့ခဲ့စဉ်ကလေးကကျွန်တော်တက္ကသိုလ်မှာ conference လာတက်တာတဲ့။အဲ့ဒါကိုဘူးမသိပါမသိနဲ့။သူလိုကိုလိုចောင်းသူထင်နေပြီး ျွန်တော်ဟက်ကောင်မလေးဘာညာနဲ့သွားဟောက်နေလိုက်သေးတာရဲ့သူ့စိတ်ထဲကြိတ်ရဲခြင်းရဲနေမှာပေါ့လေဒါပေမဲ့ဟန်ကို့ဖို့ဆိုသလိုပါပဲမင်းဖာသာဘာကြီးပဲဖြစ်နေနေငါကယူမဆိုင်ပါဘူးဆိုတဲ့အချိုးမျိုးနဲ့သူ့ကိုဆက်ဆံနေလိုက်တယ်အိမ်ပြန်ရောက်တော့နေလေစားချက်ပြုတ်စားတောက်ရင်ဝယ်လာတဲ့ဘီယာနည်းနည်းမောကြစကားတွေကအမြင့်မပြတ်ကြဘူးညနေဆောင်တော့ကျွန်တော်ပြန်မိုးပြင်းနေအကို့အတွက်ဆိုပြီးချိုင်းတွေပလုံးတွေပလတ်စတစ်ဘူးလေးတွေနဲ့ဟင်းတွေချက်ပြီးထည့်ပေးလိုက်သေးတယ် အငတ်ကြီးကျွန်တော်ကလည်းပေးသမျှကိုမျက်နှာပြောင်းတိုက်ပြီးပါဆယ်ယူရပါပဲလीပြီးတော့သူ့ရှိမှလဝါဖြန့်နေငါ့ကိုပြောထားတဲ့အတိုင်းရထားလက်မှတ်ကတဝက်မစားပါလို့သူ quick နဲ့တစ်ချက်ရည်ပြီးဂရိအတိုင်းထုတ်ပေးရှာပါတယ်ဘူရာယုံကိုလိုက်ပို့ရင်သူ့မျက်နှာကတမျိုးရယ်မျက်နှာတိတ်မကောင်းဘူးအကိုကလည်းခဏလေးနဲ့ပြန်သွားပြီးစိတ်ထဲတမျိုးကြီးပဲတဲ့ကျွန်တော်မကြားချင်အောင်ဆောင်းနေခဲ့မိတယ်ရထားပေါ်တက်ခန့်နေကြတော့ကျွန်တော်ကိုခတ်တိုးတိုးပြောတယ် ဒီလောက်ဒုက္ခရောက်နေပေမဲ့အကိုလက်မမြောက်တာကိုသဘောကျတယ်တိလားတဲ့ကျွန်တော်သူ့လက်မောင်းကိုလက်သီးနဲ့ခပ်ဖွားဖွားတစ်ချက်ထိုးပြီးရထားပေါ်တိုက်ခဲ့တယ်ကျွန်တော်မျိုးကိုပြန်ရောက်တော့မူလလောကရန်ဝဲကရက်ထဲကျွန်တော်ခြားခြားလေးနေပြန်ပါတယ်ကြောင်တက်လိုက်အလုရှာလိုက်မတေးအောင်စားရတဲ့ထမင်းဟင်းကလွဲပြီးကြံတာကိုရှေးတောင်ဝယ်မတော့ပဲချိုးချံချွေတာလိုက်အနာဂတ်အတွက်ရှင်မောလိုက်နဲ့ဘဝကြီးကိုဆက်ဖြတ်တန်းနေခဲ့တယ်အဆောင်လာကဒုတိယရက် စတလင်ပေါင်600လာသွင်းမှာဆိုတဲ့စာကလည်းတစောင်ပြီးတစောင်ရောက်ရောက်လာတယ်။ကျွန်တော်ကလည်းအဲ့ဒီစာတွေကိုအမိုက်ပုံးနဲ့ထက်ထက်ပြစ်လိုက်တာပါပဲ။ဘဝကြီးကမွန်းချက်လွန်နေခဲ့ပြီ။အဲ့ဒီလိုနဲ့တနေ့မှဒေါက်တာနန်းမမေကြီးစီကဖုန်းလာတယ်။အခုစီလာနေပြီတဲ့။ရထားပေါ်မှာတဲ့ဒုက္ခဗျာ။ထမင်းငှလူနီပါဖြစ်နေတယ်ဆိုဧည့်သည်လာမယ်တဲ့လား။ဗတ်ဆန်အိတ်ထဲမလဲ၁၀တန်လေး၃ရွက်ရဲ့။ဒါပေမဲ့မျက်စိမိတ်တဲ့ပြီးဈေးဝယ်ထွက်ရတော့တာပါပဲ။ ကျက်ကျော်အနီရဲရဲခရမ်းကျင်တီဖျော်ကျက်ဥနဲ့အသီးရွက်တွေရောထားတဲ့အစိမ်းကျော်ပဲနီလေးဟင်းရီအဲ့ဒါလေးပြင်ပြီးထိုင်ဆောင်နေရတာပေါ့ညနေဆောင်မှာပြုံးဖြဲဖြဲနဲ့ဒင်းလေးရောက်လာတော့ရှေးမိုးချိုးတဲ့ပြီးကျွန်တော်လိုက်ရထမင်းဟင်းတွေကိုအားရပါးရလွှဲတော့တာပဲတဲအဆက်ဟတ်တဲ့တာပဲတဲ့အကိုနဲ့မြားတဲ့မိန်းမတော့ကံကောင်းမှပဲဆရာတဲ့ငါ့ကိုရီးသက်သက်လားမလုပ်ပါနဲ့လို့ပြန်ဟောင်းလိုက်တော့ quick နဲ့ရေးလိုက်တာဖူးနဲ့ဖြစ်ပြီးဟင်းချိုတွေတောင်တီးသွားတယ်အတော်မျက်နှာပြောင်းတဲ့ကလေးမှ စားတော့ပြီးတော့မြို့ထဲအတူလမ်းလျှောက်သွားကြတယ်။ဘားတစ်ခုရဲဝင်ထည့်ပြီးတစ်ခွက်တစ်ဖလားချကြတယ်။ဘားတွေကဘီလီယက်ခုံမှာဖူးစော်တယ်။ရုပ်ရှင်တကားအတူဝင်ကြည့်တယ်။အဆောင်ပြန်ရောက်တော့ကျွန်တော်အရာဝတ်တက်ထည့်ပြီးကျွန်တော်ဖလက်စာဗမာစာအုပ်တအုပ်ကိုယူဖတ်နေတယ်။ကျွန်တော်ကတော့စိတ်အိုက်အိုက်နဲ့စားကြည့်စပွဲမှာကျောင်းစာထိုင်းလုပ်နေတာပေါ့။ပြဿနာကကျွန်တော်အဆောင်ကအိတ်ခမ်းလေးဟာပူစီပေါက်စကလေးရယ်။အဲ့ရာဆိုလို့လေအဲ့ဒီဂရင်းလေးတစ်လုံးပဲရှိတာ။ မျက်နှာလာတော့ကျွန်တော်အိတ်ငိုက်လာတယ်မခံနိုင်တော့ဘူးသူ့ကိုလှမ်းကြည့်လိုက်တော့နံရံဘက်ကပ်ပြီးအိတ်ပြောနေပြီ gain မတက်နိုင်ပါဘူးလေ ဆိုပြီးအရာပေါ်တက် သူ့နဘေးနားမှာပဲလှဲချပြီးဝင်အိတ်ပြလိုက်မိတယ်မနဲ့မိုးလင်းတော့ဆန်နိုမာလေးမရှိတော့ဘူးကျွန်တော်ကိုမနှိုးပဲပြန်သွားဟန်တူရဲ့ကျွန်တော်ရေမိုးချိုးပြီးကြောင်းသွားတယ်မနေ့ကဟင်းချန်ထမင်းချန်တွေရှိသေးတဲ့အတွက်ဘိုက်ဖြေဖို့ကရနေသေးတယ်နောက်တနေ့ရောက်တော့စားစရာရဲ့လို့ဘာမှမကြံတော့ဘူးပတ်စံကလည်းတပြားမှမရှိတော့ဘူး ရေရည်ကြီးလှိမ့်တောင်နေရတယ်။အဆောင်ပြန်မလာပဲတက္ကသိုလ်စာကြီးတိုက်စာထိုင်ဖက်နေလိုက်တာတနေကုန်ပဲ။ညနေဆောင်အဆောင်ပြန်လာတော့လူကစာလုံးလို့လက်တွေပါကျုံနေပြီ။အကျွေးစိတ်လေးပါလေးတွေးလို့တွေးညာစာကြီးစပွဲအန်ဆွဲကိုဖွင့်ပြီးမှုေနှောက်ကြည့်မိတယ်။ဖះဖះ20ရန်လေးတစ်ချက်ထွက်လာတယ်။ကံကောင်းချက်ဗျာ။အဲ့ဒီ20ရန်လေးကိုကင်နေပြီအဆောင်သားက24နာရီဖွင့်တဲ့ကုန်တိုက်ကိုတန်းပြေးတာပဲထမင်းဟင်းတွေပလုတ်ပလောင်းဝါရင ။အိုးအရသာရှိလိုက်တာပေါ့။ဖန်ခွက်ထဲကချူရီကိုတကြိုက်ကြိုက်ရင်ဘဝဟာတဲတာရပါလားပေါ့။အဲ့ဒီအချိန်မှာဆန်ဒိုမာလေးစီကဖုန်းဝင်လာတယ်။ဘာလုပ်နေတာတော့အကိုကြီးတဲ့။ထမင်းစားနေတာဟာ။ဘိုင်းအပြက်မဲ့မတော်တဆပစ်ချထားတဲ့20လန်တစ်ချက်ကိုရှာတွေ့တာဟာ။တမိုင်းဘုံမေးစနစ်မေးမိ ਉ လူသားတွေကစတင်ရှာဖွေတွေ့ရှိတာလောက်ကိုအရေးပါတာတိလားပေါ့သူကဖုန်းထဲကနေတဟားဟားရေနေတာပါပဲခဏလောက်စကားစမိပြောပြီးဖုန်းချသွားတယ် အစာရေစာလုံလောက်စွာရသွားတဲ့ကျွန်တော်ဟာလေပျော်ရွှင်ချမ်းမြေ့စွာနဲ့အဲ့ဒီညမှာအိတ်ဆက်နိုင်ခဲ့တယ်။နောက်နေ့မနက်အိယာနိုးတော့ချက်ချင်းမထပြဘူး။အိယာကောင်းရင်စင်ကလေးပေါ်ကဖက်လက်စာ Oscar Wilde ရဲ့ The Picture of Orient Grace အုပ်ကိုယူပြီးဟိုလန်ဒီလန်အလုံးမှာ20တန်းတစ်ချက်ထွက်လာပြန်ရောကျွန်တော်စိတ်ထဲထိတ်ကနေဖြစ်သွားတယ်။ဆိုလိုတာကကျွန်တော်မှာဒီလောက်မှပတ်စံမပေါ်တာဗျ။လူကစိတ်တူစားပြူလာတယ်။ ဆက်ကနေထထည့်ပြီးဘေးစင်မှာမျက်နှာတက်တဲ့တွားတိုက်ဖို့တပုတ်တန်လှမ်းအယူခွက်ထဲမှာတွေးပြန်နေ20တန်းဒီတခါတစ်ချက်သေးမကဘူးအလိတ်လိုက်ကလေးယူပြီးဖြည့်ကြည့်လိုက်တော့အများကြီးပဲစာကြည့်စပွဲပေါ်ကကွန်ပတ်ဘူးကိုယူဖွင့်ကြည့်လိုက်တော့လေ20တန်းအထက်တွေထည့်ထားတယ်ဒေါသကိုချုပ်တီးပြီးဒေါက်တာနမ်းမမေကြီးဆိုတဲ့မိန်းမကို ဖုန်းခေါ်လိုက်တယ်ဗစ်တရှာတန်ဝက်တတဲနဲ့ပြန်ဖြေတယ် you all right အကူအေး20တန်းတွေကမလုပ်ကြလဲငါအခန်းလာပြီးပန်းတကူပြစ်သွားတာလား ငါမင်းနေတာဖြေလေမနေ့ကငါပတ်စံ20တန်းကောက်ရတယ်ဆိုပြီးပြောတော့မင်းစိတ်ထဲလှောင်ရဲနေမှာပေါ့ဟုတ်လားငါ့ကိုအဲ့လိုလာမလုံနဲ့ကွာငါတရောင်းစားမဟုတ်ဘူးမင်းနားလေလားဒေါ်နန်းမမကြီးရီးဖြို့လို့ငါ့ကိုစကားပြန်မပြောတာလားကျွန်တော်ဒေါသနဲ့ဂုံပြီးအော်ဟစ်နေမိတယ်သူဘာမှပြန်မပြောဘူးအတန်ကြာအောင်တိတ်နေပြီးတော့မှရှိုက်တန်ဆွတ်နေတဲ့အတန်လေးနဲ့ပြန်ပြောတယ်အကိုရညမလေးလေအခုမှ300ရာတပြားမှမရှိဘူးဆိုတော့မှအခုပတ်စံအိတ်ကိုခိုးကြည့်မိလို့မြင်မိတယ် အဲ့ဒါလေတနာလုံးလို့ပေးရင်လည်းမယူမှန်းသီးလို့ကြံရမရဖြစ်ပြီး20တန်လေးတွေကိုအကူမနိုးခင်ဟိုနားဒီနားဝက်ပြီးထားခဲ့မိတာပါမြမလေးကိုမအော်ပါနဲ့အကူဒုက္ခရောက်နေတာမြင်ပြီး "तू ထမင်းစာနေတော့မှ तू ဘလို့နေရှာမလဲ"လို့တွင်းမြမလေးယူမတက်ဖြစ်နေလို့အကိုရမြမလေးမြမလေးသူ့စကားတွေက ရှေ့ဆက်မရတော့ဘူးထစ်နေတယ်ကျွန်တော်လည်းဆက်နာမထောင်ကျင်တော့ဘူးဖုန်းချပစ်လိုက်မိတယ်ငူတူတူကြီးကရင်မော်ထိုင်းရင်ပလင်းပေါက်အပြင်ဘက်က မှုံပြာကြီးမှိုင်းနေတဲ့ပဝင်းချင်းကိုအတိတ်ပဲမဲ့ငေးကြည့်နေမိတယ်။ကျွန်တော်ရင်ထဲတိမ်ငန်စိတ်တွေကြီးဆိုးလို့ရယ်။ကျွန်တော်ဟာလမ်းမော်ကအစာငတ်နေတဲ့ခပ်ပိန်ပိန်ခွေးလေခွေးလွန်းတကောင်ပဲ။မာနာကလည်းကြီးသေးတယ်၊ရန်ကလည်းလိုလိုက်သေး။အခုတော့အဲ့ဒီခွေးကိုအစာကျွေးမိတဲ့ကောင်မလေးတယောက်ထိရှနာခြင်းရပြီတဲ့လေ။ဝမ်းနေစရာမကောင်းဘူးလားဗျာ။ပုံလုံးတလဲငပြန်တလဲ။ ီဇင်ဘာလနေ့ရက်အခါကျွန်တော်အတော်လေးပြန်အဆင်ပြေလာပြန်ရောခရစ်စမတ်အတွက်လက်ဆောင်ပစ္စည်းတွေမတရားပို့ကြတဲ့ကာလဆိုတော့စာတိုင်းမှာအချိန်ပိုင်းလို့သမားတွေခေါ်နေတာဝင်လျှောက်လို့ရသွားတယ်ဒီဇင်ဘာတစ်လလုံးခရစ်စမတ်မတိုင်ခင်အထိယာယီပေါ့တနေ့ကုန်စာတိုင်းမှာအလုံးဝင်လို့တယ်ညနေဘက်မှာတရုတ်တန်းကစားတောက်ဆိုင်တစ်ခုမှာပကံစေးတယ်ဆိုင်နောက်ဖေးကနေမိဖို့ခန်းထဲဝင်သွားတိုင်းစောင့်ကြိုတက်တဲ့လူတစ်ယောက်လောက်ရှိတဲ့ပကံပုံကြီးဟာခြောက်ချားစရာကောင်းလာတယ် ဒါပေမဲ့ည7:00နာရီဆိုအဲ့ဒီအပုံကြီးတွေပျောက်သွားတဲ့အထိကုံယုံပြီးဆေးရတာပါပဲ။မိဖို့ကန်းကိုကြီးဆိုးထားတဲ့ပြည်ကြီးတရုတ်တွေဟာမားကြောင်ရယ်မသိဘူး။ကျွန်တော်တစ်ချိန်လုံးနှိမ်နှက်နေတာရယ်။ကျွန်တော်နဲ့ကျွန်တော်နဲ့ပကန်တူဆေးရတဲ့ဒင်နီဆိုတဲ့အာဖရိကက African အမဲခေါင်လေးကိုဆို အမဲဆဲဆိုနေတာ။သူတို့ဒီတိုင်းပြည်ကိုဘလူနီးနဲ့ရောက်လာမှန်းမသိပေမဲ့လူမျိုးရေးခွဲခြားစိတ်ကပြင်းထန်လွန်းနေ။ဒါမှမဟုတ်တက္ကသိုလ်ကျောင်းကကောင်းတွေဆိုပြီး ပညာမဲ့စာမတတ်တဲ့သူတို့ကတမင်ချိုးနိုင်တဲ့သဘောပဲလားမသိဘူး။ပြောင်းပြန်ဖြစ်နေတာကစပွဲရိုးအဖွဲ့ပဲ။အင်္ဂလိပ်လူမျိုးចောင်းသားចောင်းသူကလေးတွေကိုစပွဲရိုးခံထားတယ်။ကျွန်တော်နဲ့အာဖရိကန်ကောင်လေးတို့နောက်ခွေးမိဖို့ចောင်းမဲ့ပင်ပန်းဆင်းရဲကြီးစွာနဲ့ပကံတွေဆင်းနေပြီဆိုသူတို့ရောက်ရောက်လာတတ်တယ်။ဟေးတငယ်ချင်းတို့ပင်ပန်းနေကြပြီလားလို့អော်ဟေးရင်ပါဇက်နာကိုအချိုးရီဖန်ခွက်တွေလာတိတ်ပေးတယ်။ကျွန်တော်တို့လက်က Ravel 8တွေစက်ပြာရည်တွေနဲ့မှကင်မရလို့ တိန်လာတဲ့ဝိုင်းကအရာမရင်သေးတဲ့ဟင်းမွဲတွေကိုအနားယူလာပါဇက်ဟလို့ပြောပြောပြီးခွင့်ကြွေးတတ်တယ်။သူတို့ရဲ့ကျင်နာရတဲ့နှလုံးသားကိုကျွန်တော်ခုထိအောင်းမေ့နေတော့မှဒီပကံစေးတဲ့အလုံးမှာကျွန်တော်မြဲမဲမထင်ဘူး။ပြည်ကြီးတရုတ်တွေကိုတီးမခံနိုင်တဲ့တနေ့မှာဝုံနိုင်ကျဲမိမယ်ထင်တာပဲ။လောလောဆယ်တော့အသက်ရှင်ရပ်တည်ဖို့အတွက်တီးခံနေရတယ်။အဆောင်လာကဒုတိယရစ်ကိုကျွန်တော်တွင်းလိုက်နိုင်လို့အသက်ရှူချောင်းသွားတယ်။လက်ထဲအပိုသုံးလေးနည်းနည်းရှိတယ်။ ။ထမင်းဟင်းကအလုကအပြန်ပိုးတဲ့ဟာတွေကိုအိမ်ပြန်တယ်လာတော့မိဟုတ်တိတ်စရိတ်သက်သာတယ်။တောင်းတောင်းတတာလေးဖြစ်လာတဲ့အခါလူဟာစိတ်ကြောက်ကြရတိတ်မဖြစ်တော့ဘူး။ကျောင်းစာမှာလဲကျွန်တော်ဟာ35နှစ်နီးပါးစောင့်ခဲ့ရတဲ့အခွင့်အရေးကြီးမှုတလုံးတလေတောင်လွတ်မခံဘူး။ဌာနမှုဖြစ်သူ Captain America နဲ့ခက်ဆင်ဆင်တူတဲ့ဆရာဖြစ်သူက အရှိတိုင်းကပြဿနာကောင်းလို့နာမည်ပေးတဲ့အထိမိခွန်မောင်များစွာထထမေးတတ်တဲ့ចောင်းသားဖြစ်လာတယ် တပတ်၃ရက်ကြာရတဲ့လက်ချာချိန်တွေအလွတ်မခံဘူးအလုံးနှစ်ခုကိုပင်ပန်းဆင်းရဲကြီးစွာ လုပ်နေရပါပဲအားရနဲ့စာကြည့်ရိုက်ကို ပြေးရပဲစာကြည့်ရိုက်မှာအဆောင်ကကို့ဖသားဖြော်လာတဲ့ကော်ဖီတွေတဆွတ်ဆွတ်တောက်ရင်စာကြည့်မိုးလင်းကနေမနက်၄နာရီလောက်မှအိမ်ပြန်တယ်အလွန်ဆုံးအချိန်၄နာရီပေါ့အဲ့ဒီလိုနဲ့ခရစ်စမတ်ကျောင်းဘေးရရောက်သွားတယ်အဆောင်နေကျောင်းသားတွေမရှိကြတော့ဘူးအိမ်ပြန်သူပြန်ခရီးထွက်သူထွက်အဆရှိသဖြင့်ပျောက်ကုန်ကြလို့ ចောင်းចောင်းတွေဟာလဲឆောက်កាត់နေដែរយကျွန်တော်လုပ်တွေကလည်းနားပြီးအလုတ်ကောចောင်းစာပါခဏပြတ်ထားလို့ရတဲ့ရက်တချို့မှာကျွန်တော်ဘာလို့ရမှန်းမသိဘူးထမင်းဟင်းလေးချက်စားလိုက်စာကြီးတိုက်ကငားလာတဲ့ Gothic Thread ဝိတုတို့ဘောင်းချုပ်စာအုံနဲ့အိယာထဲမှာကွေးနေလိုက်နဲ့ခဏတာစိန်ချနေလိုက်သေးတယ် Christmas နဲ့ New Year ကြားတဲ့ကတညနေမှာနှင်းပွင့်တွေအဆုတ်လိုက်ကြလာလိုက်တာပတ်ဝန်းကျင်တစ်ခုလုံးဟာဆွတ်ဆွတ်မောင်းသွားတယ် ဆီယာမဖြူမွန်ရဲ့ဆွတ်ဆွတ်မောင်းဆိုတဲ့စကားလုံးဟာအခုမြင်နေရတဲ့မြင်ကွင်းမှာလားလို့တွေးမိပြီးပြုံးမိသေးတယ်။အဆောင်ပရင်မောင်နာမှာကလထိုင်ချပြီးထိုင်နေ။ကျောင်းဆောင်တွေကြားကစတူယန်ပုံပေါ်လုံးကွင်းကြီးဟာနှင်းလွင်ပြင်ကြီး။ကျွန်တော်ဆွေးရည်ရည်ကြီးခံစားရတယ်။ဒီလိုနှင်းပွင့်ဖက်တွေအဖက်လိုက်ကြနေတာကျွန်တော်တသက်တာမှာတစ်ခါမှမမြင်ဘူးပဲကို။စေးစာများများနဲ့ပုချွန်းတလေးကိုလိုက်တယ်။အဆောင်ပြင်ဘက်ကိုထွက်တယ်။ နှင်းပွင့်တွေကိုလက်နဲ့ခံကြည့်ရယ်နှင်းကြတဲ့အခါအတန်တွေမြည်တယ်ဆိုတာဟုတ်သလားမသိဘူးတိတ်ဆိတ်တဲ့ပဝန်းကျင်မှာအတန်တက်တဲလေးထွက်နေတယ်လို့လို့ရယ်ပုချုံးကိုမိညိတယ်ဆက်လိုက်ဖွာရင်ကာလန်ဒေတန်နဲ့ကိုက်ညီလို့နဲ့စိတ်ငြိမ်သောညတစ်ချင်းကိုခတ်တူးတူးလေးညီးတယ် ပြန်ချားနေရတဲ့ကျွန်တော်အတန်ခေါအောကြီးဟာဒီလိုစိတ်ငြိမ်တဲ့ပဝန်းကျင်မှာကြတော့နားထောင်လို့မဆိုးပါလားလို့တွေးရင်ပြုံးလိုက်မိသေးတယ်။အဲ့ဒီအချိန်မှာအိတ်ကက်ထဲကဖုန်းကထထုံနေ။ဘသူခေါ်ရလဲတေချာမကြည့်ပဲနဲ့ဆက်ကနေကောက်ကင်လိုက်တယ်။ဟယ်လိုဆိုတဲ့အတန်တွတ်တွမြင်မြင်လေး။ဟေးရလို့အဲ့ဒီလိုအတန်ပြန်ပြုံုံကလွဲပြီးကျွန်တော်ဘာဆက်ပြောရမှန်းမသိဘူး။နှင်းမုံတွေကြားထဲမှာကြောက်ရွံ့ကြီးလို့ကျွန်တော်ရက်နေခဲ့မိတယ်။နောက်ဆုံးအာတင်ပြီးစကားဆတယ်။ နှင်းတွေရမ်းချနေတယ်အဲ့ဒီဘက်မှာခေါ်ရင်ညီမလေးအကူလောလောဆယ်အားနေတယ်မင်းစီကိုမနှက်ဖန်လာခဲ့ရမလားဟင်တစ်စက္ကန့်၂စက္ကန့်၃စက္ကန့်၄စက္ကန့် Yes please ဆိုတဲ့အတန်လေးကိုကြားလိုက်ရတယ်။အဲ့ဒါအပြင်ဘာမှဆက်မပြောတော့ပဲချက်ချင်းဆိုသလိုပဲဖုန်းချသွားတယ်။ကျွန်တော်လှစ်ခနဲ့ပြုံးလိုက်မိသေးတယ်ထင်ပါရဲ့။မနက်ဖက်အစောဆုံးထွက်တဲ့ရထားနဲ့ကျွန်တော်လိုက်သွားခဲ့တယ်။ ပထမဆုံးခောက်ကလို့တကားမှမရောက်ဘူးတဲ့နေရာစီသွားနေရလို့ဘယ်စီရောက်လို့ဘယ်စီပေါင်းနေပြီလဲဘူရာများကြော်သွားလိမလားရဲ့လို့စိုးရိမ်ပူပန်နေစိတ်မပေါ်နေဘူးပတ်စံအိတ်ကတ်ထဲမှာငွေကြီးလေးပြည့်ပြည့်စုံစုံပါလာလို့ယုံကြည်မှုတွေပိုရှိနေတာလဲပါမပေါ့လမ်းမှာရထား20လောက်ပြောင်းရတာကိုလဲရှော့ရှော့ရှူရှူပဲနာရီနေငယ်ကြမှာဘူရာယုံအိုလေးစီကိုရထားဆိုင်တယ်ကျော်ဘိုးလွယ်အိတ်လေးကိုလွယ်လို့လှစ်ခနဲခုံဆင်းလိုက်တယ် ဘူရာတဲကိုဟိုကြီးဒီကြီးရှာကြည့်မိတော့လာကြိုသူမရှိဘူးကျွန်တော်ဘယ်နှနာရီရထားနဲ့ထွက်လာမယ်ဆိုတာ text message တော့ပို့ထားတာပဲနောက်များကြာနေတာလားမသိဘူးဘူရာတဲကမောင်းတန်ဂိတ်ကို ဖြတ်လို့အထွက်မှာအပဝနာစီမယ်ညမလေးဒေါ်နမ်းမေမေကြီးတယောက်လက်ကလေးပိုက်လို့ရက်နေရရဲ့အမေခုတ်တွေဖန်တွေလေဒီရှူးတွေနဲ့ဝတ်စုံပြေးကလေးဆိုတော့ကို့မယ်ပြေးဖက်ဖို့တောင်မရဲဘူး မရဲတာကမရဲရခြင်းအကြောင်းရင်းကလည်းရှိနေတာမဟုတ်လားဟိုတခါသူနဲ့ပြဿနာတက်ပြီးကလေးကကိုကမတောင်းပန်ရသေးဘူးရဲ့ကျွန်တော်အင်မတန်ရိုင်းပြခဲ့မိတာကိုကိုကိုသိပါတယ်လေဒါပေမဲ့မာနာခဲကြီးပါကြီးရဲ့လို့ခိုက်ကလည်းဖန်းညင်သေးတာကို No သူ့မျက်နှာဖူးဖူးလေးကလည်းကျွန်တော်မြင်ခဲ့သလိုမဟုတ်ဘူးခက်တင်းတင်းလေးရဲ့ရှင့်ကိုကျွန်မသိကြည့်တယ်ထင်မနေနဲ့ဆိုတဲ့အမူအရာမျိုးအလှူသွားမလို့လားလို့နောက်တီးနောက်တောက်စကားဆလိုက်တာကိုမရေမပြုံးလုံးနေတာရဲ့ကိုလည်း ဆက်ဖြည့်ဖြည့်နဲ့စာကြည့်လိုက်တာကိုကိုရှိန်သက်ပြီးသူ့နောက်ကုတ်ကုတ်လေးလိုက်သွားခဲ့လိုက်တယ်။လူရှင်လာတဲ့ဘူရာယုံလေးရဲ့ရှေ့ကနေဘတ်ကားတက်စီကြတဲ့အခါဘတ်ဒရိုင်ဘာကမေးသေးတယ်။နင်တို့နှစ်ယောက်က မောင်နှမတွေလားတဲ့။အဲ့ဒီမှာဆန်တိုမာလေးမျက်နှာကပြုံးရောင်ရောင်တစ်ချက်ဖြစ်သွားတယ်။ပြီးတော့ခတ်တူတူသူ့ဖာသာပြောသလိုလိုနဲ့ရေရွတ်တယ်။ဒီပြည်ကြီးတရုတ်မှန်ချောင်းကြီးနဲ့များမောင်နှမတော်နေပါအောင်မယ်တဲ့။ Taiwan Movie Star ရုပ်မျိုးပိုင်ရှင်ရဲ့နှမကလေးဖြစ်ရတာဂုံယူလိုက်စမ်းပါလို့ အตาကလေးနရွက်နာကပ်ပြီးပြောတော့ဆက်ခနဲတစ်ဖက်ကိုလှည့်သွားပြန်ရောကျွန်တော်မှဘတ်စကားကြီးပေါ်မဲ့ဥရီမြူးလို့ရယ်မြူးလေကောင်ကကျွန်တော်တို့အရင်တခါထိုင်ခဲ့ဘူးတဲ့ကဖီးဆိုင်လေးတဲ့မနက်စာအတူစားကြသည့်အထိစကားစမိမပြောဖြစ်ကြသေးဘူးခယူးမုံတစ်ခုစီနဲ့ကော်ဖီတစ်ခွက်စီမှာတဲ့ပြီးတိတ်တဆိတ်ပဲဘိုက်ဖြည့်နေကြတယ်တယောက်နဲ့တယောက်ခိုးကြည့်တယ်လူမိသွားရင်မျက်နှာလွဲတယ်သူကခတ္တီတီကျွန်တော်ကဆက်ဖြီးဖြီးကော်ဖီကောမုံမှာကုံသွားတော့မှာ ကျွန်တော်အဟန်းလို့မြည်တမ်းပေးပြီးလေချောင်းတစ်ချက်ရှင်းလိုက်တယ်။ check-in အင်ကြီးအိတ်ကတ်ထဲက20ရန်အထက်လိုက်ကိုထုတ်တယ်။သူ့ရှိရစပွဲပေါ်ကိုချတယ်။သူ့မျက်နှာမှာစိတ်မကောင်းဟန်အစားဒေါသအရိတ်တွေကျွန်တော်တွေ့တယ်။ပြန်ယူပါဟာ။ငါရှက်လို့ပါညီမလေးရ။ You are stubborn ။နနထားခက်တင်တင်နဲ့ဟောက်တယ်။ဒီမင်ညီမလေးအကိုမညာဘူး။ဒီပတ်စံတွေကိုအကိုသုံးပြီးပြီ။ဘာရဲ့အလုံးမရခင်ဆက်ချမှာဒီပတ်စံတွေကို လေး90လောက်ယူသုံးမိတယ်ဟွန်းအကူကမင်းထင်တယ်လောက်ကောင်းမမနိုင်ပါဘူးခဏချေးတဲ့သဘောပေါ့ကွာအခုအဆင်ပြေလာလို့ပြန်လာဆက်တာဒီတော့ကညီမလေးရဲ့အကူအညီကိုအကူယူပြီးပြီလို့ပဲမှတ်လိုက်တော့နော်ချိန်နဲ့ပါတော့အဲ့ဒီလိုပြောလိုက်တော့ညီမလေးမျက်နာကမချိုမချင်ဖြစ်သွားတယ်အမေဟိုစင်ကတော့ဖြင့်ငါ့ကိုဖုန်းထဲမှာဆဲလိုက်ဆိုလိုက်တာတကယ်တမ်းကျတော့ပတ်စံတွေယူပြီးထမင်းဝယ်စားသားပဲဆိုပြီးဒီလူဟာငပိုးကြီးပါလားပေါ့ အဲ့ဒီလိုဖြစ်သွားတာလားလို့တွေးနေတုန်းရှိသေးတယ်။သူ့ကုတ်အင်းကြီးပေးအိတ်ထဲကပစ္စည်းတစ်ခုကိုနှိုက်ထုတ်ထည့်ပြီးကျွန်တော်ရှိကစပွဲဝော်ကိုတောက်ခနဲ့ချထားလိုက်တယ်။ဖုန်းအစ်စ်ကလေးတစ်လုံးအဲ့ဒီတုန်းကဖန်သားပြင်ကိုပုတ်ဆွဲလို့ရတဲ့ဖုန်းပေါ်ကားစဖုန်းမျိုးလေးကျွန်တော်ဖုန်းက Nokia ကီးပတ်ကြီးရဲ့ဖုန်းနဲ့ပတ်စံနဲ့လဲကြတာပေါ့ဘလို့လဲတဲ့ကျွန်တော်သူ့မျက်နှာကိုဖြတ်ခနဲ့လှမ်းကြည့်လိုက်တော့မျက်စာလေးခြီထားတယ်။မိတ်ကပ်တွေလိမ့်ချေမထားတဲ့တင်းရင်နေတဲ့မျက်နှာပြောင်ကလေး ပအိုလေးတွေကအအေးတန်ကြောင့်အနီရဲရဲလေးတွေစပင်တိုလေးတွေကိုအဝါရောင်ကလစ်ကလေးနဲ့လှတာပါတာဖြစ်အောင်ညှက်ထားတယ်။ကဖီးဆိုင်မျက်နှာချက်မှာချိတ်ဆွဲထားတဲ့မီးဆလောင်လေးစီကမီးရောင်ဝါနွေးနွေးလေးတွေကမျက်နှာပေါ်ဖြာကျလို့လှလိုက်တာဗျ။ကျွန်တော်သူ့အမေကိုပြန်မဖြေပါဘူး။ဖုန်းဘူးကိုဖွင့်ဖောက်ပြီးကျွန်တော်ဖုန်းထဲက SIM ကတ်ကိုပြောင်းထည့်ပြပြီးအဖြေပေးလိုက်တယ်။ဒီတော့မှကျွန်တော်သိပ္ပံပညာရှင်မလေးဟာပြုံးပြော်တော်မူသွားတဲ့ အဲ့ဒီတော့မှအခြေအနေဟာတင်းမာနေရကပျော်ပြောင်းနှူးညံ့သွားပြီးဟိုရင်ကလိုပဲစကားတွေတထိုးလို့ကော်ဖီတွေနောက်ထပ်တစ်ခွက်ပြီးတစ်ခွက်မှလို့ Richmond တစိမ့်အပြာရောင်စစ်ကရက်ဘူးတွေကမှွေးပြက်တဲ့စစ်ကရက်ရှိကြီးတွေကိုကဖေးဆိုင်အပြင်ဘက်ထွက်ရရင်အတူဖွာပြီးမိခိုးတွေမှုတ်ထုတ်လို့စိန်ခံကြရင် အချိန်တွေကုန်လို့ကုန်မမ်းမသိကြတော့ဘူးနေခင်းမိုင်းအထိရောက်သွားကြတယ်။ gain အကိုပြန်မယ်ဟာ are you nature ရှင်အယူလားလို့ပြောရင်ဒေါ်ဖောင်းပြန်ရော။ ဘာလို့ရောရထားက60လာရတာက3နာရီခီးအဲ့ဒါကိုအခုပြန်မဲ့လုပ်နေတာယူတာမဟုတ်လို့ပါလေတဲ့မဟုတ်ဘူးလေအကိုမင်းစီညာအိတ်တဲရမှာတခြားလူတွေကိုအားနာနေတာရဲ့ bloody hell အယူစကားတွေတော်တော်ပြန်မဲ့ဆိုအခုပြန်တော့စိတ်ဆိုးမှန်ဆိုးနဲ့ကဖေးဆိုင်တွေကညမလေးထထွက်သွားခဲ့တယ်ကျွန်တော်မှကြောင်အားအားနေရဲ့ခဏလောက်ငေးနေမိပြီးမှဂျောဘိုးအိတ်လေးကိုကောက်လွယ်ဖုန်းအစ်စ်လေးကိုလက်ထဲခိုင်ထားရင် ခက်လန်းလန်းနှင်းပြင်ကြီးထဲမှာဆောင်ကြီးအောင်ကြီးနဲ့လမ်းလျှောက်နေတဲ့ဆန်တိုမာလေးနာကိုပြေးကပ်သွားတယ်။ "Hey, မပြန်တော့ဘူးနော်"လို့အော်ပြောရင်ဘေးကနေခုံဆွဆွရှောက်လိုက်နေမိတယ်။အဲ့ဒီမှာအင်ကလေးတစ်ချက်ဖြစ်သွားတယ်။ဒေါပွားနေတဲ့တင်နာမလေးဟာအလစ်မှာကျွန်တော်တင်မကိုလွှဲပြီးကန်ပစ်လိုက်တာရဲ့။လမ်းမတစ်ဖက်ချမ်းကအင်္ဂလိပ်တကောင်ကအဲ့ဒါကိုမြင်သွားပြီးလှမ်းအော်ရောတဲ့ဘရာဗိုတဲ့ကျွန်တော်မှတဟဟအော်ဟစ်ရင်မောလို့ပေါ့ ကြခဏပျော်ရွှင်ရခြင်းကျွန်တော်ဘဝဇူကြီးအစမှာပူပန်ဒုက္ခတွေနဲ့တယောက်တည်းလုံးချလဲလိုက်နေခဲ့သမျှအဲ့ဒီဒီဇင်ဘာလပိတ်ရက်ကလေးသူနဲ့အတူတူရှိနေခဲ့တာဟာဘဝမှာအပျော်ဆုံးသောနေ့ရက်တွေပါပဲမနှက်ဆိုအပြင်းထုပ်ပြီးအားရုံလေးပေတီအိတ်နေတတ်တဲ့ကျွန်တော်ကိုလာနှိုးတယ်အိယာကလူးလဲထရေမိုးချိုးပြီးတဲ့အခါမိဖို့ကန်စပွဲပေါ်မှာမနှက်စာမုံဟင်းကပဲပြုတ်ထမင်းကျော်နဲ့စိတ်သားကြနန်းကြီးတုတ် အဆရှိတဲ့ဒီတိုင်းပြည်မှာမရနိုင်တဲ့ဗမာစာတွေကအသင့်ချက်ပြုတ်ပြီးသားရယ်တောင်ငတ်ကြီးကျွန်တော်မှခွေးဖျားပွဲတွေ့တယ်လို့တဟီဟီနဲ့အားရပါရကုန်းကုန်းပြီးတွေ့တာကိုကျေနပ်နေတဲ့အပြုံမျိုးနဲ့ချင်းချင်းနာနာလေးငေးကြည့်နေတတ်ကြရယ်ပေါတီးပေါရှာတွေနှိုင်းရှင်ပြရရင်အဲ့ဒီအပြုံမူဟာကျွန်တော်အဖွားကိုသတိရစေတယ်ဗျာငါဒါမျိုးတသက်လုံးပြုစုခံရရင်ဘလောက်ကောင်းလိုက်မလဲလို့တောင်တွေးမိသေးတယ်စားတော့ပြီးစီးရင်အငွေတထောင်းထောင်းထားနေတဲ့ကော်ဖီတစ်ခွက်စီနဲ့ secretly စီကိုင်းလို့နောက်ဖေးချန်နဲ့ဆင်းနေပြီးစောင်းရသည်ချန်ချန်အေးအေးမှရောက်တက်ရရခဏပြောကြတယ် secret ကုံ coffee ကုံရင်ကိုင်းအဝတ်လဲအပြင်ထွက်မယ်ဆိုပြီးခေါ်တယ် dozy rubber finet တွေစီဂျောဘိုအိတ်ကိုစီလွယ်လို့မြို့ပြင်ကိုလမ်းလျှောက်ထွက်ကြတယ်မြို့ပြင်ဘက်ကတဖြည်းဖြည်းနှိမ့်ဆင်းသွားတဲ့လမ်းကလေးတွေဘေးတစ်ဖက်တစ်ချက်ကအိမ်တိတိလှလှလေးတွေကိုကျော်လွန်ပြီးသွားရင်စိုက်ခင်းတွေလီလီပန်းလေးတွေတော့အုပ်စင်ရောင်တွေ တဝောဝောစီးနေတဲ့မြစ်ကလေးအဲ့ဒီအရန်လှလွန်းတဲ့ပတ်ဝန်းကျင်မှာခြေဦးတက်ရရှောက်သွားကြတာပါပဲမောလာတဲ့အခါတော်ရဲကတက်သားခုံတန်းလေးတွေမှာခနာထိုင်ကျော်ဖို့ဤထဲကပန်းသီးလိမ္မော်သီးလေးတွေထုတ်ပြီးဖြော်ရည်ဘူးနဲ့မြည်ငှက်ကလေးတွေတိတ်ဆိုတဲ့အတန်ကိုမိနစ်အတန်ကြာအောင်တိတ်တိတ်ကလေးနားထောင်ရင်စိန်ယူပြီးဆက်လျှောက်ကြပြန်ရောတခါတခါတောအုပ်ထဲလမ်းလျှောက်ရင်းအဖေရဲ့အမေရဲ့သားလေးသမီးလေးတွေရဲ့ပါလာတဲ့မိသားစုတွေ ပျော်ပဲစားထလာတာမျိုးနဲ့တွေ့တဲ့အခါ "Hello" လို့အော်ဟစ်နှုတ်ဆက်ပြီးပျော်စရာမိသားစုလေးဆိုတဲ့အပြုံမျိုးနဲ့ငေးကြည့်လိုက်။တယောက်နဲ့တယောက်မျက်လုံးချင်းဆုံသွားတဲ့အခါမျက်စာအပြန်လှန်ပြပြလိုက်။ရှောက်ဝဲဝဲနဲ့ငါတို့ကသမီးစားဖြစ်မဟုတ်ဘဲနဲ့ဆိုတဲ့အတွေးဝင်သွားကြဟန်နဲ့ဆက်ကနေမျက်နှာလွှဲပြီးခိုးရယ်လိုက်ကြနဲ့အဲ့ဒီလိုတွေပေါ့အိမ်ပြန်ကြရင် ကျွန်တော်ကလမ်းလျှောက်ရတာညောင်းလို့မျက်စိမျက်နှာပြက်နေပြီညီမလေးကအေးဆေးပဲ သူကအားကစားသမားကိုကျင်သားရနေမှာပေါ့မရောက်သေးဘူးလားဗျာလို့မဖြစ်ညစ်ကြေလေးတန်းနဲ့ကျွန်တော်ခဏခဏမေးတိုင်းတိတ်ဆန်ခလေးလိုညောင်မနေနဲ့အိမ်ရောက်ရင်ချက်စီတမင်ချက်ကျွေးမလို့ချော်တယ်အဲဒီတော့မှကျွန်တော်မှအားကျိုးမှန်တက်ပြန်ဖြစ်လာပြန်တယ်နေ့လယ်ခင်းထမင်းစားပြီးတဲ့အခါစာအုပ်ကိုစီနဲ့ဧကန်းထဲမှာစိန်နဲ့နှက်တယ်ညနေဆောင်းစားပြူလာရင်လူလဲထရေမိုးချိုးကြမြို့ရဲလမ်းလျှောက်ထွက်ပြီး တရုံနဲ့သောရုပ်ရှင်ရုံလေးမှာပြသမျှဇာတ်ကားအကုန်ဝင်ကြည့်ကြတာပါပဲရုပ်ရှင်ပြီးရင်အေးတာကိုအကြောင်းပြလို့အရက်ဆိုင်ဒီဇိုင်းဆိုင်မှာဝင်ထိုင်မယ်တယောက်နှစ်ပတ်သုံးပတ်လောက်စီတွေ့မယ်ရှာတွက်အာတွက်ဖြစ်လာရင် အရက်ဆိုင်ကထွက်ကိုရီးယားခောက်ဆဲပြုတ်ဆိုင်နဲ့ဝင်ချမ်းချမ်းစီစီမှာခောက်ဆွဲပြုတ်တစ်ခွက်စီတရှူရှူစားကြမယ်ဘိုက်ကားသွားတော့မှတယောက်နဲ့တယောက်ခါဖတ်ထားရင်စစ်ကရက်ကိုစီဖွာရင်နှင်းမုံတွေကြားတယ်တချင်းတွေအော်ဆိုပြီးအိမ်ပြန်ကြတယ် အဲ့ဒီပျော်ရွှင်စရာနေ့ရက်ကလေးတွေဟာတူတောင်းလွန်ခဲ့ပါတယ်ကျွန်တော်ပြန်ရမယ့်ရက်ရောက်လာတဲ့အခါဘူရာယုံလိုက်ပို့တဲ့ညီမလေးဒေါ်နန်းမမေကြီးရဲ့မျက်နှာဟာမိုးလိုပါပဲအရင်တစ်ခေါက်ခါထက်ပိုဆိုးလာခဲ့ပြီစကားလဲခဟဟမပြောတော့ဘူးနှာခမ်းဖူးလေးမှာတလိပ်ပြီးတလိပ်တက်တက်ပြီးမီးညှီတယ်မျက်လုံးတွေကခက်ဆွေးဆွေးရီရီရဲ့ကျွန်တော်ရထားပေါ်တက်ခါနီးမှာငကူကနီရဲရဲပအိုလေးတွေဟာ စိတ်လှုပ်ရှားမှုကြောင့်ပိုလို့တောင်ရဲတက်လာသလိုပဲကျွန်တော်ကိုတိုင်းဖက်ထားတာအကြကြီးပဲသူ့ကြောကိုတစ်ချက်ပုတ်တဲ့ပြီးတတိပေးတဲ့အခါကိုချင်းပြန်ခွာတယ်ကျွန်တော်နဲ့ရွယ်နာကပ်ပြီးလေးတန်တူတူလေးနဲ့တုံတုံကြီးလေးပြောတယ်မနေနိုင်တဲ့နေ့ကျလိုက်လာခဲ့မယ်ကြားလာတဲ့ကျွန်တော်ဘာမှပြန်မပြောပါဘူးအတက်နိုင်ဆုံးပြုံးပြရဲပြီးသူ့နှစ်ဖူးလေးကိုလက်ဖွားနဲ့ဖွဖွားရိုက်ပေးရင်ခြာခနဲလှည့်ထွက်ခဲ့တယ်ရှထားအိုအောကဒူခနဲဆွဲလိုက်ပြီး အမြန်ရထားဟာဘူရာတဲကစားထွက်ပြီးဘူရာစင်းချံမှာစပင်တူတူနဲ့သိပ္ပံပညာရှင်မလေးတယောက်တည်းအထီးကျန်ဆန်ဆန်ရဲ့ရင်ကြံရစ်နေခဲ့ရှာတယ်။လက်လဲမပြဘူး။ထွက်ခွာသွားတဲ့ရထားကြီးကို တွေ့တွေ့ကြီးငေးလို့ရယ်။ထိုင်ကုန်မှာထိုင်ရင်ညီမလေးစီ text message တစ်စောင်ပို့မယ်ဆိုတဲ့စိတ်ကူးနဲ့ဖုန်းတလေးကိုထုတ်ယူဖို့ကျော်ဘိုးရဲ့ရဲ့ဘေးအိတ်ကိုဟာကြည့်လိုက်တယ်။20တန်းတွေအထပ်လိုက်ကြည့်။ကျွန်တော်သူ့ကိုပြန်ပေးခဲ့တဲ့20တန်းတွေ။ဂမ်းမလေး ငါ့ကိုဘူရာမှာတိုင်းဖက်တုံးကလုတ်သွားတာဖြစ်မယ်။စိတ်မဆိုးကျင်တော့ပါဘူး။နင့်ဟောင်ကရေကျင်တာပဲတိတော့တယ်ဟာ။အရှိန်ပြင်းစွာခုံမောင်းနေတယ်ယထာကြီးပေါ်မှာ။ကျွန်တော်အော်ရေနေတော့တာပါပဲ။